မိုင်းဖြတ်မြို့နယ်၌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းသားသမီးများပညာသင်ဆေးများပေးရတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဖြတ်မြို့နယ်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းသားသမီးများပညာသင်ဆေးများထောက်ပံ့ပေးရခြင်းကို မေလ30ရက်နေ့နဲ့17ရက်နေ့ကဦးစီးဌာနရှိအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးလမျိုးက ဝန်ထမ်းသားသမီးများပညာသင်စိတ်များထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူးဦးလာမြို့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးချမ်းမြို့မြို့နယ်မိသားစုစည်းရုံးရေးနှင့်စီကံထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်နွန်းဝင်းနှင့်တာဝန်ရှိသူများကပညာသင်စိတ်များကိုကျောင်းသားကျောင်းသူများထံပေးအပ်ခဲ့ကြပါသည်။သူတို့ထောက်ပံ့ရာတွင်တက္ကသိုလ်အဆင့်တဦးအတွက်9000ကျပ် အထက်တန်းအဆင့်3ဦးအတွက်တဦးလျင်4000ကျပ်အလေတန်းအဆင့်8ဦးအတွက်တဦးလျင်3000ကျပ်မူလာတန်းနှင့်မူဂျို23ဦးအတွက်တဦးလျင်2000ကျပ်နှုန်းဖြင့်စုစုပေါင်းចောင်းသားចောင်းသူ44ဦးအားထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ခမညာ